1173ရဲ့ MI စာကျန်းစာကောင်တွဲဆိုင်တစ်ခုကိုချပြလိုက်တဲ့1ချန်ပီယံရှင်ပရိသတ်များလုံးဝမိန်လာများ Agreement Marshall Swag ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီနေ့မှာတော့1173ရဲ့ MI စာကျန်းစာကောင်တွဲဆိုင်တစ်ခုကိုချပြလိုက်တဲ့1ချန်ပီယံရှင်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ1 championship promotion ကတော့ဂျပန်နိုင်ငံမှာကျင်းပသွားမယ့်1173ပြိုင်ပွဲရဲ့အဓိကကောင်တွဲဆိုင်တွေကိုချပြလာခဲ့ပါရင်1173ပြိုင်ပွဲကတော့လာမယ့်နိုဝင်ဘာ16ရက်နေ့ဂျပန်နိုင်ငံတိုကျိုမှာရှိတဲ့နမေကျော် Ariyaki Arena ကွင်းမှာကျင်းပသွားမှာဖြစ်ပါရင် မကြာခင်ရပိုင်းတုန်းကပဲဝိုင်းဥက္ကဋ္ဌကြီးချယ်ရီက1173ပြိုင်ပွဲကိုဂျပန်နိုင်ငံမှာကျင်းပဖို့ရှိရဲဆိုတဲ့အကြောင်းအတည်ပြုသွားခဲ့တာပါလက်ရှိမှာတော့ promotion ဘက်ကဒီပြိုင်ပွဲရဲ့အဓိကကောင်တွဲဆိုင်တွေကိုအတည်ပြုလာခဲ့ပါတယ်ဝမ်ဘက်ကကျင်ညာခဲ့တဲ့တွဲဆိုင်တွေကတော့ပြိတ္တရီခံမှန်းထားခဲ့ကြတဲ့တွဲဆိုင်တွေပါပဲပထမတွဲဆိုင်ကတော့ heavyweight MMA champion ခပတ်ကိုလူသွားကြမယ်ရူရူနဲ့မာလီခင်တို့အခြေပွဲပါမာလီခင်ကဝမ်မှာ9ပွဲထိုးသတ်ထားပြီး6ပွဲနိုင်တဲ့ပွဲရှုံးနေထားခဲ့တာပါရှောင်းနယ်ဘွဲကလည်းရူရူကိုပါပဲဒါကြောင့်မို့လို့ဒီနေရောက်ရင်မချေဘွဲကအရင်ဘွဲကအထက်ပို့ပြီးတော့ကျန်းကျန်ရမ်းချာမှာပါ ။ဂါလင်ခင်တရားရူရူကိုရှုံးရေးဆက်သွားနိုင်မလားစောင့်ကြည့်ရမှာပါ။နောက်ထပ်တွဲစားတစ်ခုကတော့ Featherweight ကိပောင်စင်ချန်ပီယံခပတ်လူကြမယ်။ Thai Fighter Super Boy နဲ့ Japan Super Fighter Masaki Nori ရဲ့တွဲစားပါ။ Nori က Thai Super Fighter တာဝန်ခြံကိုနိုင်ယူပြီး Featherweight ကိပောင်စင်ဂျာပြန်ချန်ပီယံဖြစ်ထားခဲ့တာပါ။လက်ရှိမှာတော့ဂျာပြန်ချန်ပီယံမဟုတ်ဘဲတကယ်အစ်မန်ချန်ပီယံခပတ်ကိုလူရမှာဖြစ်ပြီး Thai Fighter Super Boy နဲ့ရှင်ပြန်ထိုးသက်သွားရပါပါ။ 1 Championship Promotion က1172တော့ကလည်းတက်ခရူးနဲ့ရန်နိုပိုပွဲတင်ပြီးဂျပန်နိုင်ငံမှာချင်းချင်းတဲ့ချင်းမှသွားခဲ့ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ USC 1 Championship နဲ့လက်ဝဲအကြောင်းအရာတွေကိုစောစောလေးတင်ဆက်ပေးနေတဲ့ Acre Martial Sport Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။